ကဲဒီနေ့ကလည်း left reading ပါပဲပေါ့เนาะအခြေအနေပတ်သက်တဲ့ reading ပါလဲဆိုတော့အခုတွေ့နေရတဲ့ပေါ့เนาะဒီဒီအဓိကကတော့ RS theme ပေါ့เนาะ relationship theme ရောက်နေတဲ့သူလူတစ်ယောက်နဲ့အာပတ်သက်နေတဲ့ပတ်သက်မှုတစ်ခုလေးကိုရောက်နေတဲ့သူတွေအတွက်ပို့ပြီးရည်ရွယ်ပေါ့နော်ဒါကရေဆက်ပါလို့ကြုံရတာလားကိုတို့တွေ soul connection လားဒါမှမဟုတ် jazz lesson ပေါ့နော်ကိုတို့ကိုသင်ခန်းစာတွေပေးဖို့အတွက် သူကကိုရိုးဘွားတွေကိုရောက်လာတာလားဆိုတော့အခုမင်းအာရောက်နေတဲ့ဒီ connection ကမင်းအတွက် soul connection လားသူမဟုတ်မင်းကိုသင်ကန်းစာတွေပေးဖို့အတွက် universe ကမျက်စိပို့ပေးလိုက်တဲ့သူလားဆိုတာကိုဖတ်ပေးမှာဖြစ်တယ်ပေါ့နော်ဆိုတော့ကိုရိုးကတစ်ခါတလေမှာအရင်ကိုနက်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 လဲဒီလူနဲ့တန်ရောစင်တွေညှိတွေ့ရတယ်ဒါပေမဲ့တစ်ဖက်ကကြတော့လဲအရင်ကိုနာကျင်ရတယ်ဆိုရဲဆိုတာမျိုးတွေဖြစ်တတ်ကြတယ်လीနော် love story တွေမှာဆိုတော့ဒီလူကကိုရိုးအတွက် ချစ်ပေးဖို့ရောက်လာတဲ့သူလားဒါမှမဟုတ်တင်ပေးဖို့ရောက်လာတဲ့သူလားအဲ့လိုမဟုတ်ဘူးဆိုရင်ကိုရိုးဘွားကိုပို့ပြီးတော့ grow up ဖြစ်ဖို့အတွက်သူစီကနေတင်ကန်းစာတွေယူဖို့အတွက် ရောက်လာတဲ့သူလားဒါကိုဖတ်ပေးမှဖြစ်တယ်ဆိုတော့ဒီ reading ကဒီကိုယ့်ရဲ့ connection ပေါ်မှာ confuse ဖြစ်နေတဲ့သူဝေခွဲမရဖြစ်ပြီးတော့အများနဲ့နာကျင်နေရတယ်လက်လက်မလွတ်နိုင်ဘူးဆိုတဲ့သူတွေလည်းကြည်တင်တယ်ပြီးတော့ left pain ကိုတပြိုင်နက်တည်းအမြဲတမ်းခံစားနေရတဲ့သူတွေကိုကိုကိုလည်းနားမလည်ဘူးဆိုတဲ့သူတွေကြည်ဖို့အတင့်တော်ဆုံးဖြစ်တယ်။ဟုတ်ပြီဆိုတော့ collective ဖြစ်တဲ့အတွက်ကြောင့်မို့လို့ခိုင်းလို့ပဲ energy checking အရင်လုပ်ပါမယ်။ဒီ energy check မှာမကိုက်ညီဘူးဆိုရင်တော့ကြော်သွားပါဒါရှင်တို့အတွက်မဟုတ်ပါဘူးရှင်။ entertainment အနေနဲ့ကြည့်ကြတယ်ဆိုရင်လည်းသဘောပါပေါ့နော်။ပြီးတော့မှ negative comment အနေနဲ့အာရုံနောက်အောင်မလုပ်ကြပါနဲ့။ to take a power energy. Queen of Wands. ခယံရောင်ပန်းလေးပါတယ်တွေ့လားခယံရောင်က magic ပေါ့နော်မထင်ထားတဲ့အပြောင်းလဲတွေမထင်ထားတဲ့ရည်စက်တွေမထင်ထားတဲ့အပြုတ်အမူတွေရလက်တွေအတွက်ပေးတဲ့ message ပေါ့နော်ကိုရောဘုရားမှာ magic ကယ်ဆိုတော့မှော်ဆန်းဆန်းအပြောင်းလဲတွေကိုယူလာပေးတတ်တာခယံရောင်ပေါ့နော်ခယံရောင်လေးကကိုစားပြုတ် အဲ့ဒါကြောင့်ကိုယ့်ရဲ့ page က medical journey ဆိုတာကကိုကလေခရမ်းရောင်လေးနဲ့လူကိုလေးအမြဲတမ်းပါတယ်တတိထားမိလာတော့မသိဘူးဆိုတော့ထားပါတော့ဒီမှာထပ်ဖတ်မယ်ပေါ့နော်9 of cup လက်ရှိကတော့ဒီ collective ကိုလာကြည့်တဲ့သူတွေကအစဉ်ပြေနေတာမျိုးတော့တွေ့ရတယ်เนาะမထင်မဲ့ထားပဲနဲ့အစဉ်ပြေအောင်မြင်နေတဲ့သူတွေအာပျော်စရာတွေကြုံနေကြုံထားရတဲ့သူတွေရှိနေမယ်ဆိုတော့ သူတို့ပတ်သက်နေတဲ့ဒီလူကရောသူတို့အတွက်တကယ်ကို soul connection လားဒုမဟုတ် just a lesson လားပေါ့နော်ကိုတက်ကိုပြန်လိုက်မယ်နော်ထရီကအေရှာဆော့ ဆိုတော့ဗောနော်မျိုးသမီးတွေကြည်ပဲဆိုတော့ဒီ reading ကိုလာကြည့်တယ်80ရာခိုင်နှုန်းကအမျိုးသမီးတွေဖြစ်နေမှာဗောနော်အမျိုးသမီးတွေတဲမှာမှာဒီအချစ်ရည်မှာအာမကိုရတဲ့လက်တွဲပေါ်အိမ်တောင်ကြီးမှာအာမကိုရတဲ့လက်တွဲပေါ်နဲ့တွေ့ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့မကြသေးခင်ကမှာကိုကိုကိုပြန်ပြီးတော့ကဲတင်ထားတဲ့သူတွေပါလိမ့်မယ်ဗောနော်ဘယ်လိုမျိုးလဲဆိုတော့ငါတန်မာမပဲရမှာငါပါငါ ရှေ့ဆက်မှာပဲရမှာဆိုတဲ့ပုံစံမျိုးနဲ့အာကိုကိုကိုအားကိုရင်းနဲ့ဟိုကိုဖါကိုကိုအပျော်ရှာပြီးတော့ပျော်တတ်အောင် နေတယ်ကိုဟာကိုပတ်စံရှာတယ်ကိုဟာကိုပျော်စရာရှာတယ်ဒီလိုမျိုးပေါ့နော်ကိုရဲ့ပတ္တနာပေါ်မှာအာမကူတော့ပဲနဲ့နေနေတဲ့သူတွေပါလိမ့်မယ်ပေါ့နော် Queen of Wands အရာပေါ့နော်အော်ဆိုတော့အရန်ကိုထက်ထက်မြင့်မြင့်နဲ့ ဟိုဘယ်လိုပြောမလဲ Star Gary Star Woman တွေပါလိမ့်မယ်ပေါ့နော်ဒီ reading ကိုလာကြည့်ရတဲ့အချိန်မှာသူတို့အမျိုးသားတွေလည်းပါပါပါလိမ့်မယ်မပါဘူးမပြောဘူးပေါ့နော်ဒါပေမဲ့80ရာခိုင်နှုန်းတော့ energy ကအမျိုးသမီး energy ဖြစ်နေတယ်ဆိုတော့ nine of curve အရာပေါ့နော် nine of curve အရာလည်းအဲ့လိုပဲ လောလောဆယ်အရန်ကိုပျော်နေတယ်ပတ်စံများများဝင်ထားတာမျိုးတော့၎င်းကိုမမျော်လင့်ထားတဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပြန်တွေ့တို့တော့၎င်းအလောက်ကင်ရတာမျိုးရာတို့တိုးတာမျိုးဒီလိုမျိုး blessing တခုခုမင်းတို့ဘဝထဲမှာရှိနေတာမျိုးတွေ့ရတယ်ဒါကြောင့်မို့လို့လက်ရှိမှာအရန်ကိုမှာ confidence နဲ့ emotion နဲ့ fulfillment ဖြစ်နေတဲ့ magnetic energy right now ပေါ့နော်ကိုယ့်ရဲ့ quality တွေလက်ရှိလာကြည့်တဲ့ quality တွေကမျိုးသမီးပဲဖြစ်ဖြစ်မျိုးသားပဲဖြစ်ဖြစ်လက်ရှိမှာအရန်ကိုမှာ magic ပေါ့နော် magical ဆန်ဆန်အပြောင်းလဲတွေအပြောင်းအလဲကောင်းတွေကြုံထားရတဲ့သူတွေပါလိမ့်မယ်အချိန်ကြီးမှာအိမ်တောင်ကြီးမှာအဆင်မပြေတာပြေတာအတာထားအာဘဝမှာတော့လောလောလတ်လတ်ကာလမှာအဆင်ပြေမှုတွေစိတ်ခံစားချက်ကောင်းမွန်မှုတွေကိုအာလက်ခံထားရတဲ့သူတွေပြောစရာတွေရှိထားတဲ့သူတွေဆိုတာကိုတွေ့ရတယ်ဆိုတော့ဒီ current energy မှာမှန်လဲဆိုရင်တော့စက်ကြည့်ပါ ။ဆိုတော့အခုကိုယ့်ရဲ့ collective တွေပိုင်ဆိုင်ထားတဲ့အခြေအရေးကတကယ်ကို soul connection, soul mate တွေလားရည်စက်တွေအရာပြန်ပြီးတော့ဒီဘဝမှာတွေ့ကြတာတွေလားအဲ့လိုမဟုတ်ပဲね karmic relation တွေကိုရေကတင်ငန်းစာကိုတင်ယူဖို့မရှိမဖြစ်လိုတဲ့အတွက်ဒီလူကိုယ့်ဘဝတွေကိုရောက်လာတာလားဆိုတာကိုဆက်ပြီးကြည့်မယ်ပေါ့နော်။ဆိုတော့ကျန်တာဘာမှမပြောခင် picture message ကိုပဲကြည်ပါရှင်ဒီမျိုးသမီးလေးဟာမှိုင်းတွေ့နေရတွေ့တာ ူ့ရဲ့ခွက်တစ်ခွက်ကိုတခြားတစ်ယောက်ကိုပေးထားရပြီးသူ့ရှိမှာခွက်ကလေး၃ခွက်ရှိတယ်ဘေးမှာရှိနေတဲ့ပန်းအိုးကလည်းညှိုးနွမ်းနေပေါ့နော်ညှိုးနွမ်းနေသူတော့ပြောချင်တာကသူကလေဒီအခြေအေးမှာမပျော်ရွှင်နေရဘူးတဖက်သူကသူ့အပေါ်ကိုအမြဲတမ်းတစ္ဆာဖောက်ဖို့စူးစမ်းနေကြတော့၎င်းသူ့ကိုလုံလောက်စွာချစ်မပေးတာတော့၎င်းပေါ့နော်ဆိုတော့ကိုယ့်ရဲ့ collective တွေကအမျိုးသမီးပဲဖြစ်ပါစေအမျိုးသားပဲဖြစ်ပါစေရှင်တို့ရဲ့တဖက်သူမင်းတို့ရဲ့တဖက်သူကမင်းတို့ကိုလုံလောက်စွာမချစ်ပေးဘူးနားလည်မှုမပေးဘူး ဒီဆက်ဆံရေးထဲမှာကိုပါကိုပဲရှာကြံပြီးတော့ပျော်ရွှင်နေရတယ်ဆိုတာမျိုးကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီ connection ကဒီကအရာကတော့အာ တခါတည်းမှာအရန်နည်း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 သူ့ပုံမှာတန်ရောစင်တွေတွေ့ပြီးတော့ချစ်ရတယ်တခါတည်းမှာကြတော့လေအရန်ကိုသူ့နဲ့ပတ်သက်ပြီးတော့နာကျင်ရတယ်ပေါ့နော်စတော့ဆိုတော့ဒီလူနဲ့ပတ်သက်ရင်ဒီတစ်ဖက်သူနဲ့ပတ်သက်ရင်အမြဲတမ်းနေဘက်မှာအိမ်မက်မက်နေသလိုပဲဟိုပျော်ရွှင်မှုဆိုရင်လည်းခဏလေးနဲ့ပျောက်သွားတယ်ညှော်လင်းချက်ဆိုရင်လည်းခဏလေးနဲ့ပျောက်သွားတယ်အမြဲတမ်းနာကျင်နေရတာမျိုးဟိုဟိုအိမ်မက်ရောင်နေသလိုမျိုးဖြစ်နေတာပေါ့နော်သူ့နဲ့ပတ်သက်ရင်အမြဲတမ်းအခြေအနေတွေကဟို စိတ်မကျင်တဲ့ဖွဲ့ရအရန်ကောင်းလွန်းနေဆိုတာမျိုးကိုတွေ့ရတယ်ဆိုတော့ဒီရက်ကတ်အရာကတော့ sign or a lesson ပေါ့နော်ဆိုတော့မင်းတို့ကိုသင်ကန်းစာပေးကိုဒီလူကမင်းတို့ဘွားတွေကို ရောက်လာတယ်ဆိုတာမျိုးကိုတွေ့ရတယ်ပထမတကက်အရာကတော့ဆိုတော့မင်းတို့ကိုပြောချင်တာက wake up ပေါ့နော်နိုးထားဖို့အချိန်ရောက်နေပြီသင်ကန်းစာတွေကလည်းလုံလောက်စွာသင်ယူပြီးနေပြီလို့ကိုထင်တယ်ပေါ့နော်ဆိုတော့မင်းတို့ရဲ့နှလုံးသားက truly need ပေါ့နော်တကယ်လိုအပ်တာပါလဲ မင်းအခုတကယ်ဘာကိုလိုချင်နေတာလဲဆိုတာကိုပြန်ပြီးတော့သုံးသပ်ရမယ်အချိန်ဆိုတော့ခံစားချက်တွေကတော့တော်တော်ကိုနက်နဲမယ် age of cup cup တွေပဲရတယ်ဆိုတော့အာမင်းတို့ရဲ့တစ်ဖက်သူတို့မဟုတ်မင်းတို့ကပေါ့နော်ကိုယ့်ရဲ့ quality တွေကိုလာကြည့်တဲ့သူက water sign နေဖြစ်ဖို့များတယ်ပေါ့နော် physics kaisas copyo design นี่ကိုမြင်ရတယ်ဆိုတော့မင်းတို့တော့၎င်းမင်းတို့ရဲ့တစ်ဖက်သူတော့၎င်းက design นี่ဖြစ်ဖို့များတယ်ဆိုတော့ 901အရာဟိုတော်တော်ကိုပဲဘယ်လိုပြောရမလဲ stand by ရဲ့နေရတဲ့အခြေအနေပေါ့နော်ခန်းစားချက်တွေကတက်တောင့်တက်တာရှိမနေပဲနဲ့လေကိုယ့်ရဲ့ quality တွေကတကယ်ဆိုရင်ပေါ့နော်ဒီ illusion တွေကနေ illusion တွေကအဝေးကိုထွက်သွားဖို့အချိန်တန်နေပြီးရဲ့ဆိုတော့ဒီ connection ဒီဘဝမှာလာတွေ့တဲ့ဒီလူနဲ့အခုလက်ရှိကြုံနေရတာကဘာကြောင့်လဲဆိုတော့ connection ဆိုတဲ့ဒီ soul connection ဆိုတဲ့ရေဆက်ကြောင့် ကိုယ့်ရဲ့ soul mate ဆိုတာမျိုးကြောင့်မဟုတ်ဘဲနဲ့ခမ်းမဲ့ပတန်ကြီးဖြစ်နေတာဝတ်ကြွေးတွေကြောင့်တွေ့ရတဲ့ connection တစ်ခုဖြစ်နေတယ်ဒီလူကကိုယ့်ဘဝတွေကိုရောက်လာပြီးတော့ကိုယ့်ကိုသင်ခန်းစာတွေသင်ပေးနေတာဘယ်လိုမျိုးနာကျင်ရမလဲဒီနာကျင်မှုတွေကနေဘယ်လိုမျိုးသင်ခန်းစာယူပြီးတော့ငါ노ထရမလဲငါယုံကံရမလဲဘလို့အတိတ်တရားတွေရောက်လာမလဲဆိုပြီးတော့တင်ယူရမယ် connection မျိုးဖြစ်နေတာကိုတွေ့ရတယ်။ဒါပေမဲ့လည်းမတင်ယူနိုင်ဘူးဆိုရင်ပို့ပို့ပြီးတော့ပင်ပန်းရလိမ့်မယ်ဆိုတာမျိုးတွေကိုလည်းမြင်နေရပြန်တယ်။ ဆိုတော့ပေါ့နော်ဒီအချိန်မှာတော့လေကိုယ့်ရဲ့ quality တွေအနေနဲ့ emotionally let go လုပ်တဲ့အချိန်ပေါ့နော်သူ့ပေါ်မှာထားနေတဲ့နည်းနည်းတဲ့စိတ်ပိုင်းဆိုင်ရာနောက်မှမြူရမှန်းများတွေ့လာနည်းနည်းတဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကိုထားခဲ့လိုက်ဖို့အချိန်တန်နေပြီဒီလူနဲ့ပတ်သက်ပြီးတော့ဒီမျိုးသမီးဒီမျိုးသားနဲ့ပတ်သက်ပြီးတော့ ခံစားချက်တွေရင်းနှီးမြှုပ်နှံမှုတွေမလုံးတင်တော့ဘူးသူနဲ့ပတ်သက်ပြီးတော့အရန်ကိုစတောင်းဖြစ်နေတဲ့ခံစားချက်သူ့ကိုအရန်နဲ့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 ချစ်ပါတဲ့ဆိုရင်တောင်မှပဲဖက်တွယ်မထားတင်တော့တဲ့ကာလကိုရောက်နေပြီဒီဟာကစတောင်းလက်ဆင် energy ကိုပေးတယ်ပေါ့နော်မင်းကိုဘာပြောနေလဲဆိုတော့ဒီလူနဲ့ပတ်သက်ပြီးတော့အချိန်အကြာကြီးဖက်တွယ်ထားခဲ့တဲ့စုပ်ကင်ထားခဲ့တဲ့မင်းရဲ့အာမကောင်းတဲ့ အမှုအကျင့်နေသူနဲ့ပတ်သက်ရင်နာကျင်နေပါစေသူ့ဘေးနားမှာရှိရရင်ရပြီဆိုတဲ့အဲ့ဒီလိုမျိုးမင်းကိုမင်းမချစ်တဲ့အပြုတ်အမှုတွေအားလုံးကိုလွှတ်ချရတော့မယ်အချိန်အဲ့ဒါတွေကိုထားခဲ့ပြီးတော့ပို့ကောင်းတဲ့စီကိုတွားရတော့မယ့်အချိန်ဆိုတာကိုပြရတယ်ပေါ့နော်ဆိုတော့နောက်နောက်မလဲကြည့်စတဲ့တွားဖို့အတွက် guidance ပေးနေတာဒီအားလေးက သူကလေတွေ့ဝေနေတာတွေ့တာသွားတင်ပြီမှန်းသူသိရဲ့ဒီလူကိုထားခဲ့တင်ပြီမှန်းလဲနားလဲဒါပေမဲ့လေသူမလုံနိုင်ဘူးလို့ရကောင်းမလားမလုံရကောင်းဘူးလားတွေ့ဝေနေတာတကယ်တော့ဒါကတွေ့ဝေတဲ့အချိန်မဟုတ်တော့ဘူးပေါ့နော်အာဒီ901အရာလဲမင်းရဲ့စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေကိုဒီအချိန်ကမင်းရဲ့နှလုံးသားထဲကိုအယောက်မခံတော့ဘဲနဲ့ကာကွယ်ရတော့မယ့်အချိန်ဖြစ်နေပြီ ူများရဲ့နာကျင်စာနာကျင်စရာတွေပေးတိုင်းလက်မခံဘဲနဲ့ကာကွယ်ပါတော့ဆိုတာမျိုးကိုတွေ့ရတယ်တကယ်တော့မင်းကလေ universe ရဲ့အထောက်ပံ့ကအများကြီးရနေပြီ lesson တွေကလည်းတင်ယူတင်တဲ့လောက်တင်ယူပြီးနေပြီမင်းဘဝထဲမှာ magical ဆန်းဆန်းအပြောင်းလဲတွေကရောက်လာတော့မှာဒါပေမဲ့လည်းမင်းကိုယ်တိုင်ကလက်ခံဖို့အတွက်အစဉ်အသင့်ဖြစ်မနေတာမျိုးတွေကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီဒီလူနဲ့ပတ်သက်ပြီးတော့ မင်းဘွားမှာဆုံးရှုံးခဲ့ရတယ်ဆုံးရှုံးခဲ့ရတာတွေအများကြီးရှိတယ်ဒီထဲမှာချက်ချင်းမြင့်တာလည်းပါဝင်တယ်အာ ဒီ connection မှာလေအတိတ်ကတော်တော်ကိုပဲ battery တွေများခဲ့တယ်ပေါ့နော်မင်းတို့ကအခုလက်ရှိတွဲနေတဲ့ကာလတော်၎င်းကိုယ့်ရဲ့ age အတွက်လာနားထောင်လာတော်၎င်းဒီအတိတ်ပေါ့နော်အတိတ်ပြီးခဲ့တဲ့အတိတ်တွေတော့ကဟိုတမင်းကြီးသားတွေချစ်တူဆုံးတွဲတွေအာ merit line မှာရှိနေတဲ့သူတွေဆိုတော့ညာလဲပေါ့နော်အတိတ်ကပျော်ရွှင်စရာအထက်ပဲနာကျင်စရာတွေအရင်များနေတယ်ပတ် emotion တွေကအရင်ကမှာ ဟိုနာကျင်နေရတယ်အဲ့ဒီဟာတွေကနေ healing လုပ်ဖို့တော်တော်ကိုကြိုးစားယူရမယ်ဆိုတာမျိုးကိုတွေ့ရတယ်ဒါပေမဲ့လည်းဒီအချိန်မှာတော့ US Tower Now ပေါ့နော်မင်းကတန်မာနေပြီဒါပေမဲ့လည်းလိုအပ်ချက်ကရှိနေသေးတယ်ဆိုတာမျိုးအဲ့ဒါကြောင့် current energy မှာကိုပြောတာလေးရုံးထွက်ထားတဲ့နာကျင်မှုတွေကနေရုံးထွက်ပြီးတယောက်တည်းတောက်ပါဖို့ကြိုးစားနေတဲ့သူတွေကိုတွေ့ရတယ်လို့ပြောတာတယောက်တည်းတောက်ပါနေပြီတန်မာဖို့ကြိုးစားနေပြီဒါပေမဲ့အနှဲငယ်လေးလိုအပ်ချက်ရှိနေသေးတာကိုတွေ့ရတယ်ဆိုတော့ဒါကတော့လေဖြစ် နိုင်နေဖြစ်တဲ့လေနော်အချိန်ကြာကြီးပတ်သက်လာခဲ့တဲ့တန်ရုံးစဉ်တွေအရာချက်ချင်းလည်းငင်းကြီးဖြတ်တောက်ဖြစ်လိုက်ဖို့ဆိုတာကလည်းလွယ်ကူတဲ့အရာတော့မဟုတ်ဘူးဒီလောက်ယုံထွက်လာနိုင်ပြီဆိုရင်ကိုတားဟာဒါအောင်မြင်မှုလို့ပြောလို့ရနေပြီပေါ့နော်ဆိုတော့ခုမင်းလိုက်ရှိကြုံတွေ့နေရတာတွေက karmic test တွေပါတဲ့ဆိုတော့မင်းအနေနဲ့ရွေးချက်ရအောင်မဲ့အချိန်ကိုရောက်နေပြီကိုယ့်ရဲ့ collective တွေအနေနဲ့ဆက်ပြီးတော့ဒီလူ ပေးတဲ့ဒဏ်ရာတွေခါမစ်ဟိုနေကိုရွေးချယ်မလားကိုယ့်ရဲ့ဉာဏ်ပညာအသိဉာဏ်ကိုရွေးချယ်မလားရွေးချယ်ရတော့မယ့်အချိန်ကိုရောက်နေပြီ9 to 1အရာတူတော့တိုင်းလောက်ရတော့မှာပေါ့နော်ဆိုတော့ဆက်ပြီးတော့နာကျင်ရင်းနဲ့ပဲဒီ thousands pattern ကြီးထဲမှာနစ်မြုပ်ခံနေအောင်မလားငါယုံထွက်လိုက်တော့မယ်ဉာဏ်ရှိရှိလေးနဲ့ကိုယ့်ရဲ့အလင်းရောင်ကိုပဲရှာဖွေတော့မယ်ဆိုပြီးတော့ရွေးချယ်ရတော့မလားရွေးချယ်ရမယ့်အချိန်ကိုရောက်နေပြီဆိုတာကိုတွေ့ရတယ်ပေါ့နော်ဆိုတော့ clear cup အရာမင်းရဲ့ရွေးချယ်မှုတွေမှန်ကန်ဖို့ရှိနေတာကိုလည်းတွေ့ရတယ်ပေါ့နော်ကိုယ့်ရဲ့ collective တွေရွေးချယ်မှုမှန်ကန်လိမ့်မယ်ဒီ thousands pattern ကြီးကိုအပိသက်ဆွန့်လွတ်ပြီးတော့ကိုညံရှိရှိလေးနဲ့ကိုဘွားရဲ့အလင်းရောင်နောက်ကိုပဲလိုက်လိမ့်မယ်ပျော်ရွှင်စရာတွေကိုပဲရှာမယ်ကိုယ့်ရဲ့အပေါင်းအသင်းတွေမိဆွေတွေမိသားစုတွေနဲ့ပြန်ပြီးတော့ဟိုနိနိကကနေခြင်းဖြင့်သူနဲ့ရခဲ့တဲ့ဒဏ်ရာတွေကိုပြန်ပြီးတော့ကုစားလိမ့်မယ်ကုစားပြစ်လိမ့်မယ်ဆိုတာမျိုးကို တွေ့ရတယ်ပြောနာတွေ့လား ဒီလွတ်လပ်သွားပြီငါလွတ်လွတ်လပ်လပ်ပြန်တန်းတော့မယ်ဆိုတော့ energy မျိုးပေါ့နော်ဆိုတော့ဒီကက်ကလေးကဘယ်လိုဘာကို suggest လုပ်နေလဲဆိုတော့ပျော်ရွှင်မှုဆိုတာဘာလဲတင်ရတော့မယ်ချိန်တငယ်ချင်းမိတ်ဆွေ ဒီကကို့အတွက်ဘယ်လိုမျိုး sporting ပေးနိုင်လဲဆိုတာကို သိလာရတော့မယ်အချင်းဒီ emotional freedom ပေါ့နော်ဟိုစိတ်ပိုင်းဆိုင်ရာလွတ်မြောက်ခြင်းက drama တွေထဲမှာနစ်မြုပ်မနေတော့ဘဲနဲ့တယောက်ယောက်ရဲ့ attention ရဖို့အတွက်အမြဲတမ်းကြိုးစားနေရတဲ့ဘဝမဟုတ်တော့တာကဘလောက်တောင်မှပဲလွတ်လပ်ပြီးတော့ပေါ့ပါလဲဆိုတာကိုသိလာရတော့မယ်အချင်းဆိုတာကိုပြောတာဒါပေမဲ့တချို့သူတွေပေါ့နော်ဒီ uh wisdom ကိုမရွေးဘဲနဲ့ karmic pattern ကိုပဲထပ်ပြီးရွေးချယ်မယ်သူတွေအနေနဲ့ကတော့ third party situation တွေရောက်လာနိုင်တယ်ပေါ့နော်မင်းတို့နှစ်ယောက်ကြားထဲကိုနောက်တစ်ယောက်ရောက်လာတဲ့အတွက်ပို့ပြီးတော့နာကျင်ရတာမျိုးတွေလည်းဖြစ်နိုင်တယ်ဒါက sum case ပါပဲလုံးဝကိုလူအနည်းစု1%တော့အနည်းစုအတွက်ပြောတာပေါ့နော်ဆိုတော့အကြံပေးရမယ်ဆိုရင်တော့ဒီ connection ကမြင့်အတွက် so connection ဆိုတာအထက်ပဲ just a lesson ပေါ့နော်မင်းကိုသင်ခန်းစာတွေသင်ပေးဖို့အတွက်ရောက်လာတဲ့ connection ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီသင်ခန်းစာတွေကိုသင်ယူပြီးရင် healthy emotion နဲ့ cycle လေးကိုရွေးချယ်ပြီးတော့ကိုယ့်ဘဝမှာပိုပြီးကောင်းတဲ့ confused ဖြစ်စရာမလိုတဲ့ romantic life ကိုပေးနိုင်မဲ့ချစ်ရတဲ့သူမျိုး ရောက်လာတဲ့အထိစောင့်ပါလို့အကြံပေးချင်ပါတယ်ရှင်ဆိုတော့အတချို့တွေကပေါ့နော်ကိုက အဘယ်လိုမျိုး connection တွေမှာရောက်နေမှမသိဘူးရုံထွက်ရမှန်လဲနားမလဲဘူး အာဆက်နေရရင်လည်းပြင်ပန်းလွန်းတယ်ဘာလို့လို့လုပ်ရမှန်းမသိဘူးလမ်းပြောင်းနေတဲ့သူတွေဆိုရင်တော့ကိုယ်စီမှာအာ Myra of the Soul ဆိုတဲ့ package လေးရှိတယ်အခုဒီ package လိုမျိုးပဲပေါ့နော်ကိုကဘယ် condition လေးကိုရောက်နေတာလဲကိုကဘယ်လိုချက်ချင်းမျိုးနဲ့ဘယ်လိုလူမျိုးကိုရကျင်တာလဲဆိုတာကိုကိုကကိုအရင်ပြန်ရှာဖွေဖို့လိုတယ်ပေါ့နော်ဆိုတော့အဲ့ဒီ package လေးနဲ့ကိုကကိုကိုကကိုပြန်ရှာဖွေကျင်တယ်ဆိုရင်တော့အဲ့ဒီ Myra of the Soul ဆိုတဲ့ package လေးကိုလာဝယ်လို့ရတယ်ဆိုတော့အခုကိုရဲ့ collective ကိုလာကြည့်တဲ့သူတွေကတော့ရှင် ရောက်နေတာက commit or lesson based connection ပါတယ်ရှင် commit connection ဆိုကြတဲ့ကပြင်းမှန်းပြီးတော့မောပန်းရတယ်ရှုပ်ထွေးတယ် lesson based လို့ပြောကြတဲ့ကမင်းကို universe ကဒီလူစီကနေဒီလူနဲ့ပတ်သက်လိုက်ခြင်းအပြင်သင်ခန်းစာတွေကိုသင်ပေးနေတာဘလို့သင်ခန်းစာတွေရလိုက်လဲဆိုတာကတော့တယောက်နဲ့တယောက်တူမှာမဟုတ်ဘူးဘလို့နာကျင်မှုမျိုးတွေကိုဖြတ်တန်းခဲ့ရတယ်လေဘလို့နာကျင်မှုမျိုးတွေကိုကြော်လွားပြီးတော့ rejoin ပေါ့နော်တကယ်ပျော်ရွှင်မှုအစစ်အမှန်နဲ့ authentic ဖြစ်တဲ့ love ကိုရှာတွေ့ခဲ့သလားမတွေ့ခဲ့ဘူးလားဆိုတာကလူတယောက်နဲ့တယောက်လည်းတူမှာမဟုတ်ဘူးလေနော်ဆိုတော့ခုခုရဲ့ collective တွေကတော့ မင်းတို့ကြုံနေရတာက just a lesson ပေါ့နော် universe ကမင်းတို့ကို blessing တွေသင်ပေးဖို့အတွက်ဒီလူကိုမင်းတို့ဘဝထဲကိုပို့လိုက်တာဖြစ်တယ်ဆိုတော့60ရာခိုင်နှုန်းလောက်ကတော့ဒီ lesson based relationship ကြီးတွေကနေယုံထွက်ပြီးတော့တကယ်ပြောရှင်မှုအစစ်အမှန်ကိုရှာဖွေ တွေ့ရှိလိမ့်မယ်။ကြံတဲ့30ရာခိုင်နှုန်းလောက်ကတော့ဒီ karmic pattern ကြီးထဲမှာပဲလဲပတ်နေရင်းနဲ့တတရလူပါထပ်ပြီးရောက်လာရင်းနဲ့ရှုပ်ထွေးတဲ့ဆက်ဆံရေးကြီးထဲမှာထပ်ပြီးတော့နှာကျင်ဦးမယ်ပြင်မှန်ဦးမယ်ဆိုတာကိုတွေ့ရပါတယ်ရှင်။ဆိုတော့ကျေးဇူးတင်ပါတယ်။ဒါဟာ collective reading ဖြစ်ပါတယ်ဆိုတော့ personal reading ဝယ်ခြင်းလဲဆိုရင်တော့ message ပေါ့မှာလာပြီးတော့စုံစမ်းလို့ရပါတယ်ရှင် YouTube Facebook နဲ့ TikTok Telegram channel လေးတွေကိုလည်း like and subscribe follow လေးလုပ်ထားခြင်းဖြင့်ဒီလိုမျိုး free reading လေးတွေကိုစဉ်ဆက်မပြတ်လက်ခံရရှိနိုင်ပါတယ်ရှင်ဆိုတော့ကျေးဇူးတင်ပါတယ် healthy relationship လေးကိုလူတိုင်းပိုင်ဆိုင်နိုင်ကြပါစေရှင်